2025ခုနှစ်အောက်တိုဘာလ19ရက်မနက်9:30မိနစ်ထိုင်းနိုင်ငံကန်ချနာပူဒီခရိုင်တောင်ဖာဖုန်ခရိုင်ကတောအုပ်တစ်ခုမှာဖြစ်ပါတယ်။ဒီနေရာမှာမြန်မာနိုင်ငံသား162ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒီ162ဦးထဲမှာ အသက်မပြည့်သေးတဲ့15နှစ်ကနေ18နှစ်ကြားလူငယ်အမျိုးသား7ဦးနဲ့အမျိုးသမီး3ပါဝင်ပါတယ်။ဒီလူငယ်တွေဟာမော်ပန်နွတ်နယ်မျက်နှာငယ်နဲ့ ဖန်စီခံနေရတဲ့ပုံရိပ်တို့ဟာမြမလူငယ်တို့တည်းရဲ့လုံးရဲ့လက်ရှိဘဝကိုပေါ်ပြနေတာပဲဖြစ်ပါတယ်။ဒီလူငယ်တွေဟာဘာကြောင့်ဒီလောက်အန္တရာယ်များတဲ့ခရီးကိုစွန်စားလာခဲ့ကြတာပါလဲ။အဖြေကတော့ရှင်းပါတယ်။ပြီးရင်လွားရင်နဲ့ဘေးကျန်နံကျက်ဖြစ်နေရတဲ့ပြည်တွင်းအခြေအနေတွေကြောင့်ပါ။စစ်တပ်ကအချိန်ဟုန်နဲ့ထိုးစစ်ဆင်တိုက်ပွဲတွေဆင်နွှဲနေတဲ့အတွက်စစ်သားလူအချက်ဟာအလွန်ကို မြင့်တက်လာပါလဲ။ ။ဒါကြောင့်လူငယ်တွေကိုအတင်းကျပ်ပေါ်တာဆွဲတာဖန်စီစုဆောင်တာတွေက နေ့စဉ်နဲ့မျှပုံပုံများပြားလာပါလေ။ဒီအရေးကလူမြောက်ဖို့အတွက်လူငယ်တွေဟာ အသက်နဲ့ရင်ပြီးထိုင်းနိုင်ငံစီကိုမရောက်ရောက်အောင်တရားမဝင်တဲ့နီလန်းနဲ့နေဆက်ဖြတ်ကျော်ပြီးထွက်ပြေးလာကြတာပါ။နောက်ပြီးဆရာနာသိမိနောက်ပိုင်းပြည်တွင်းစီးပွားရေးပြိုလဲမှု အလောက်ကန်ရှားပါမှုနဲ့ကုံစင်းနှုံတိုးတက်မှုတွေတန်ကြောင် မိသားစုစားဝတ်နေရေးအကြက်တဲကနေဒီလူငယ်တွေကိုနေရက်ကနေစွန့်ခွာစေတဲ့အဓိကအကြောင်းရင်းဖြစ်လာစေခဲ့ပါတယ်။အခုဖမ်းဆီးခံရတဲ့162ဦးဟာစမော့စခွန်၊ဘန်ကောက်၊ချွန်ပူရီနဲ့မလေးရှားနိုင်ငံတွေအထိ အလောက်ကန်ရှာဖွေဖို့တွားကြင်နေကြတာဖြစ်ပါတယ်။ခရီးစေအတွက်လူတူကို ပွဲစားကဗတ်2000ကနေ2400မြန်မာငွေနဲ့ဆိုလို့ရှိရင်30ကျော်ခန့်အထိပေးခဲ့ရတယ်လို့ သိရပါတယ်။သူတို့တွေဟာစံခလာပူရီကနေကားနဲ့လာပြီးတောင်ဖာဖုံမှာလှေတံတန်းစီးကာနောက်ဆုံးကားနဲ့သူတို့သွားလိုတဲ့မြို့တွေစီပို့ဖို့စီစဉ်ထားပေမဲ့လည်းကံမကောင်းစွာနဲ့ရီမန်းချက်မရောက်ပဲဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ဒီလိုအနေရများတဲ့ခကြီးကိုဘဝတိုးတက်ဖို့မျှော်လင့်ချက်နဲ့လာကြတဲ့လူငယ်တွေဟာထိုင်းမြေကိုရောက်တာနဲ့ဒုတိယအခက်အခဲကိုဆက်လက်ရင်ဆိုင်ကြရပါတယ်။အဲ့ဒါကတော့ အေဂျင်စီပေါ်စားတွေရဲ့လေလံမှုပါပဲရန်ကုန်ကပွင့်ဖူးအောင်နဲ့နှင်းဦးဝေဆိုတဲ့အေဂျင်စီတွေဆိုရင် လူ100ကျော်စီကတဦးကိုငွေကျပ်45သိန်းကနေသိန်း60အထိဝန်ဆောင်ခတွေယူထားပြီးတစ်နှစ်ကျော်ကြာတဲ့အထိထိုင်းကုန်မပို့နိုင်ပဲပေးထားတဲ့ငွေတွေကိုပါပြန်မပေးဘူးလို့သိရပါတယ်။ယောက်ျားလေးတွေမို့စစ်မှုထမ်းကြောင်ဆိုပြီးမပြောလို့ဘူးအခုကမိန်းကလေးတွေပါလို့လူငယ်တဦးကရှင်းပြခဲ့ပါတယ်။ ဒါဟာပွဲစားတွေရဲ့တာဝန်မဲ့မှုနဲ့လူငယ်တွေရဲ့အခြေအနေငွေကြေးတွေဆုံးရှုံးရမှုတွေကိုရှင်းရှင်းလင်းလင်းပြသနေတာဖြစ်ပါတယ်။ဒါအပြင်ထိုင်းနိုင်ငံမဟာချိုင်းမှာဆိုရင်တရားဝင်နေထိုင်ခွင့်အတွက်ပိုင်းအောင်ကတ်ရဖို့ဆောင်ဆိုင်နေတဲ့မြန်မာအလို့သမား132ဦးဆိုရင်လည်းပွဲစားအချင်းချင်းမတည့်ကြလို့အတိုင်ခံကြရပြီးထိုင်းအာဏာပိုင်တွေရဲ့ဝင်ရောက်ဖမ်းဆီးတာကိုခံခဲ့ရပြန်ပါတယ်။သူတို့တွေဟာလူတရားကိုကြက်သိန်း80နီးပါးပေးပြီး ပိုင်းအောင်ကဲ့ရဖို့စောင့်နေကြရတာဖြစ်ပါတယ်။အခုတော့ပွဲစားကိုပေးထားတဲ့380လဲဆုံး45ရက်လောက်ထောင်ချခံရပြီးနေရက်ကို ပြန်ပို့ခံရမယ့်အရေးနဲ့ရင်ဆိုင်နေကြရတာပါ။ဒီလူငယ်တွေဟာပြည်တွင်းမှာစစ်ဘေးစီးပွားရေးဒဏ်နဲ့ပေါ်တာဆွဲခံရမယ့်ဘေးကနေလွတ်မြောက်ဖို့ထိုင်းနိုင်ငံရဲ့စီရောက်လာပြီမဲ့လူရခီးမရောက်အဖမ်းခံရပွဲစားတွေလိန်နာခံရဆိုတဲ့ဘေးကျန်နေချက်ဘဝကိုရောက်နေကြရပါတယ်။ ထိုင်းနိုင်ငံထဲမှာဖမ်းဆီးခံရတဲ့အခါသူတို့တွေဟာထိုင်းဥပဒေအရ45ရက်ခန့်ထောင်ချခံရပြီးရင်မြန်မာပြည်ကိုပြန်ပို့ခံရမယ့်အရေးနဲ့ရင်ဆိုင်နေကြရပါတယ်။ဒီလိုစစ်အာဏာသိမ်းပြီးနောက်ပိုင်းအလုတ်ကန်ရှာဖို့ပြည်ပကိုထွက်လာသူတွေဟာ နေရက်ကိုပြန်ရောက်ရင်စစ်တပ်ရဲ့ဖမ်းဆီးမှုနဲ့စစ်သားစုဆောင်ရေးအတင်းအဓမ္မခိုင်းစင်မှုတွေကိုရင်ဆိုင်ရနိုင်တဲ့အနေရကကြီးမားလှပါတယ်။ဒါကြောင့်ထိုင်းနယ်စပ်မှာဖမ်းဆီးခံရတဲ့မြန်မာလူငယ်တွေရဲ့ဘဝဟာ တကယ့်ကိုကန့်ဆိုးသူတွားရမိုးလိုက်ရွာဆိုတဲ့ပုံမြင်လိုပဲဒုက္ခကိုနှစ်ထပ်ကွမ်းရထားသူတွေပဲဖြစ်ပါတယ်။ဆေးအုပ်စုရဲ့လောရက်တွေကြောင့်ပြည်ပကိုအာဂိုတကြီးထွက်ပြေးလာရတဲ့လူငယ်တွေဟာပြည်တွင်းကဘေးဒဏ်နဲ့ပြည်ပကလိန်လယ်မှုဒဏ်တွေကိုဇက်တိုက်ခံနေကြရပြီး အနာဂတ်ကူရမဲ့ဖြစ်နေကြရပါတယ်။ဒါကြောင့်ထိုင်းနယ်စပ်မှာဖမ်းဆီးခံရတဲ့မြန်မာလူငယ်တွေရဲ့ဘဝဟာတကယ့်ကိုကန့်ဆိုးသူတွားရမိုးလိုက်ရွာဆိုတဲ့ပုံမြင်လိုပဲ။ ဒုက္ခကိုနှစ်တက်ကွမ်းရထားသူတွေပဲဖြစ်ပါတယ်။စေအုပ်စုရဲ့လောက်ရတွေကြောင့်ပြပကိုအာဂိုတကြီးထွက်ပြေးလာရတဲ့လူငယ်တွေဟာပြည်တွင်းကဘေးဒဏ်နဲ့ပြပကလိမ်လည်မှုဒဏ်တွေကိုဇက်တိုက်ခံနေကြပြီးအနာဂတ်မဲ့ကူရမဲ့ဖြစ်နေကြရပါတယ်ခင်ဗျာ။